အစိုးရအနေနဲ့သတင်းမီဒီယာသမားတွေကိုတရားစွဲဆိုတာဟာသတင်းမီဒီယာဤဥပဒေနဲ့ဆန့်ညင်နေတယ်လို့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီကသတင်းထုတ်ပြန်လိုက်ပါတယ်။ဦးထွန်းထွန်းသိန်းကသတင်းပေးပို့ထားပါတယ်ရှင်။အစိုးရအနေနဲ့သတင်းမီဒီယာသမားတွေကိုတရားစွဲဆိုတဲ့နေရာမှာစာနယ်ဇင်းကောင်စီကိုကြိုတင်မြင့်နိုင်မှုမရှိဘဲတိုက်ရိုက်တရားစွဲဆိုနေတဲ့ပုံစွန်လ24ရက်နေ့နေ့စွမ်းနဲ့ထုတ်ပြန်လိုက်တာပါ။သတင်းသမားတွေကိုတိုက်ရိုက်တရားစွဲဆိုတာဟာပြည်သူ့တော်ကအတီးပြတ်ထန်းတာလေသတင်းမီဒီယာနီးပြေပါ ခန်းဆက်တဲ့နီး35နီး36လို့လည်းစန့်ကျင်နေတာလည်းဖြစ်ပါတယ်။အာနာရှိတဲ့လူတို့ဟိုရင်းဖြစ်တဲ့လူတွေကဟိုတန်းပြီးတော့တရားစွဲတယ်သူတို့ကအသာစီးရယူခြင်းနဲ့သို့မဟုတ်သူတို့ကဟိုကြောက်လန့်သွားအောင်နောက်ဆိုတာမျိုးတွေမလုံးဆောင်အောင်ဆိုတဲ့ဟာမျိုးနဲ့ဝိတ်သုံးပြီးတော့အာနာသို့မဟုတ်ခုခုပေါ့နော်အဲ့လိုဝိတ်သုံးပြီးတော့တမ်းမီတရားဆွဲတဲ့ဟာမျိုးကိုကောင်စီကဒီကိစ္စကိုပြီးခဲ့တဲ့နှစ်တွေတည်းကပြောလာတာပေါ့နော်ပြောလာတယ်ဆိုတော့အဓိကအစိုးရကိုဟိုပို့ပြီးပြောတာပေါ့နော်သူကပို့ပြောဆိုတော့အစိုးရက အဲ့လိုတမ်းပြီးတရားဆွဲတဲ့ကိစ္စတွေရှိတယ် unity ကိစ္စတော့လို့ဘိုင်မွန်တဲ့နေကိစ္စတော့လို့အဲ့ဒီကိစ္စတွေနဲ့ဆက်နွယ်ပြီးပြောတာ ਨੇ အခုဒီလက်တလောမှာလည်းအဲ့လိုမျိုးမီဒီယာကိုတမ်းပြီးတရားဆွဲတဲ့ကိစ္စမျိုးတွေကိုအဲ့ဒါမျိုးမလုပ်ဖို့အတွက်ကိုထပ်ပြီးတော့ကြီးညာချက်ထုတ်တဲ့သဘော ဇွန်18ရက်နေ့ကပြတ်ထန်းခဲ့တဲ့သတင်းမီဒီယာနေဦးတွေပါအခန်း7အရာသတင်းမီဒီယာသမားတဦးကကျင့်ဝတ်စည်းကမ်းဖောက်ဖျက်ရင်းနေနာတဲ့ဌာနအဖွဲ့အစည်းပုဂ္ဂိုလ်ကရပ်ပေါင်း90တွင်စံတစင်းကောင်စီကိုတိုင်ကြားရမှာဖြစ်ပြီးတော့ကောင်စီကတိုင်ကြားစာရပြီး15ရက်တွင်ဖြည့်ဆင်းပေးရမှာလည်းဖြစ်ပါတယ်အခုလိုစံတစင်းသမားတွေကိုတရားစွပ်စွမှုနဲ့ပတ်သက်ပြီးဥပဒေပညာရှင်တချို့ကလည်းထောက်ပြဝေဖန်တာရှိပါတယ်သက်စင်ရစံတစင်းကောင်စီရှိတယ်လေသူတို့ကထဲထဲဝင်ဝင်အစိုးရကိုပြောပြရမယ်နောက်သတင်းနောက်တွေကိုလည်းပဲ ်သူရှင်းပြအဓိကတော့တန်တန်းကောင်စီနဲ့ဒီတဲ့ပုံပြီးစူးစမ်းဖို့လိုတယ်အစိုးရလည်းပဲဒီဥပဒေတွေပေါ်မှာသူထုတ်ထားတဲ့ဥပဒေတွေမှာသူလေးစားဖို့လိုတာပေါ့နော်မြန်မာနိုင်ငံမှာတရင်နောက်တွေကိုနိုင်ငံတော်လေးဝက်ချက်ပေါက်ချမှုအတညိုပြည့်စင်မှုတရားရုံးမထင်မှတ်မိပြုမှုတွေနဲ့အရေးယူလေးရှိပြီး2014ခုနှစ်နဲ့2015ခုနှစ်ဇွန်လအထိတရင်နောက်အယောက်20ခန့်ကိုအစိုးရကတရားစွဲဆိုခဲ့ပါတယ်လက်ရှိမှာတဲ့ Unity Channel နဲ့ Montan Channel ကသတင်းသမားတွေကိုနှစ်ရှည်ထောင်တာချမှတ်ထားလို့ပဲ11 Channel က AIDA အဖွဲ့ကိုတရားရုံးမထင်မှတ်မိပြုမှုတွေနဲ့တရားစွဲဆိုထားပါတယ် 这能通道对吗？